ဝါတွင်ဒုတိယတနင်္ဂနွေနေ့ရှင်လုကာအေဝံဂေလိကျမ်းအခန်းကြီး9အခန်းငယ်28မှ36ထိုချိန်၌ကိုရောသည်ပေတရုယောဟန်နှင့်ယာကုပ်တို့ကိုခေါ်၍ဆုတောင်းရန်တောင်းပေါ်သို့ကြွားတော်မူ၏ထို့နောက်ကိုရောသည်ဆုတောင်းတော်မူစဉ်တွင်မျက်နှာတော်၏အသွင်တရံသည် ပြောင်းလဲ၍အဝတ်တော်သည်လည်းဖြူဖွေးတောက်ပလာလေ၏ ထိုအချိန်တွင် လူနှစ်ယောက်သည် ကိုရောနှင့်စကားပြောလျက်ရှိကြ၏ထိုသူတို့သည်ကမိုးဆက်နှင့်အေလိယားတို့ဖြစ်ကြ၏သူတို့သည်ဘုံတကိုးနှင့်ထင်ရှားစွာပေါ်လာ၍ဂျေရုဇလင်မြို့၌ဖြစ်လက်တန်သော ကိုရော၏အသေးခံတော်မူခြင်းအကြောင်းကို ပြောဆိုကြလေ၏ပေထရုနှင့်သူ၏အပေါင်းအဖော်တို့သည်ကမျက်စိများလေးလံ၍ငိုက်မြီးနေကြ၏တို့ရာတွင် သူတို့နိုးလာကြသောအခါ ကိုတော်ဤဘုံကုံတော်ကို၎င်းကိုတော်နှင့်အတူရပ်နေကြသော သူနှူးဦးကို၎င်းမြင်ကြ၏ထိုသူတို့သည်ကိုတော်ထံမှထွက်ခွာအံ့ဆဲဆဲအချိန်တွင် ပေထရုကဆရာသခင်ဤရက်သည်တပည့်တော်တို့ဖို့နေရန် အလွန်ကောင်းပါ၏တဲသုံးဆောင်ကို ကိုတော်အတွက်တစောင်းမိုးဆက်အတွက်တစောင်းအေလိယအတွက်တစောင်းစောက်ကြပါစို့ဟူ၍မိမိပြောဆိုသည့်အရာကိုမသိဘဲ ကိုရောအားလျှောက်လေ၏သူသည်ဤသို့လျှောက်ထားစဉ်မိုးတိမ်တစ်ခုသည်ပေါ်လာ၍သူတို့အပေါ်၌လွှမ်းမိုးလေ၏သူတို့သည်လည်းမိုးတိမ်တိုက်ထဲသို့ရောက်ရှိကြသောအခါကြောက်ရွံ့လျက်ရှိကြ၏ထို့နောက်ဤသူသည်ငါ၏ချစ်သားငါရွေးချယ်ထားသော သူဖြစ်၏သူကိုနားထောင်ကြလောဟူ၍မိုးတိမ်ထဲမှအတန်ထွက်ပေါ်လာလေ၏ ထိုအတန်ထွက်ပေါ်လာပြီးနောက်သူတို့သည်ယေရှုတပါးဒီကိုသာမြင်တွေ့ကြရ၏တပည့်တော်တို့သည်လည်းမိမိတို့၌မိသူကိုမျှမပြောဘဲတိတ်ဆိတ်စွာနေကြ၏ယေရှုခရစ်တော်သခင်မွန်မြတ်သောဧဝံဂေလိတရားတော်ပေသည် Pilgrims of Hope မျော်လင့်ခြင်းရဲ့ဖျားဘူးခီးတော်များ ီနေ့ဂျူလီနေ့ရဲ့အဓိကမို့တိုအဓိကဆောင်မုတ်ကတော့မျောလင့်ခြင်းရဲ့ဖရာဘူးခီးသွားများဖြစ်တယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ယုံကြည်သူတယောက်စီအတွက်တော်လကောင်းသာသနာတော်ကြီးတစ်ခုလုံးအတွက်တော်လကောင်းအစီအမဲတတိပေးနေရမယ့်အချက်လည်းဖြစ်ပါတယ်။ဥဒီယာမဲ့ပန်းတိုင်းမရှိတဲ့ပုံကိုယ်တွေမဟုတ်ပါဘူး။ဥဒီချက်ရှိတဲ့ပန်းတိုင်းရှိတဲ့ ဒီလန်းခီးရလည်းပဲဘယ်ကိုမှမရောက်တဲ့တဝဲလဲလဲတန်တရားလဲနေတဲ့ခီးမဟုတ်ပဲခြေတို့ဥတီနေတယ်ဒီပနိုင်စီကိုဥတီနေတယ်ဆိုတဲ့အချက်ကိုသတိပေးရလဲရောက်ပါတယ်အာယူစရာတစ်ချက်အနေနဲ့ကတော့ဒီခီးမှာတယောက်နဲ့တယောက်အတူတကွပူပေါင်းပါဝင်နေတယ်တယောက်ကိုတယောက်ကူညီဖိမနေတယ်ဒါပြင်ပို့ပြီးအာယူစရာတစ်ချက်ကတော့ဖျားသခင်ကိုတော်တိုင်းပါဝင်နေတယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်တရားကြောင့် ျော်လင့်ခြင်းနဲ့ပြပါပါတယ်။မျော်လင့်ခြင်းမရှိတဲ့ပုံကိုယ်တွေမဟုတ်ပါဘူး။ဒီချက်ကိုဒီနေ့မှပြန်တည်ပေးဖို့အတွက်ကျွန်တော်တို့ဒီနေ့ဂျူဘလီနေ့ကိုကျင်းပနေခြင်းဖြစ်တဲ့ဆိုပြီးဘာဘာဖရန်စစ်ကတည်ပေးနေထားခြင်းပဲဖြစ်ပါတယ်။ဒီနေ့သခင်ယေရှုအစင်းတဲ့ပြောင်းလဲခြင်းကြမ်းမဲ့ဟာလည်းပဲဒီချက်ကို အထောက်ကူပြုပါတယ်။သခင်ယေရှုဆိုတဲ့ပုံကိုယ်ကိုမှန်ကန်တဲ့နားလည်မှုရှိဖို့ ယုံကြည်သူတယောက်စီကိုယ်တိုင်ရဲ့ဘဝကိုလည်းပဲမှန်ကန်တဲ့နားလည်မှုရှိဖို့အတွက်ဒီနေ့ကြံပိုက်တွေကညွန်ပြနေတာကိုတွေ့ရပါတယ်။တခင်ဆုဆုတဲ့ပုံကိုယ်ကိုဘုံကုံတော်မှာပဲတည်ရှိတဲ့ပုံကိုယ်အဖြစ်တချို့ကအတိတ်ပဲဖွင့်လို့ကြပါတယ်။သူဟာတကယ်တော့ခရစ်သူတိုင်နဲ့တွဲပြီးတော့လည်းပဲနားလည်ရမယ့်ပုံကိုယ်ဒုက္ခဝေဒနာများအားဖြင့်ကယ်ချုပ်ခဲ့တဲ့ပုံကိုယ်ဘုံကုံတော်စီကိုခရစ်သူတိုင်အားဖြင့်တည်ဆောင်သွားတဲ့ပုံကိုယ်ဆိုတဲ့အချက်ကိုနားလည်ကြရမှာလည်းပဲဖြစ်ပါတယ်။ ဒီနေ့သူရဲ့အစင်းတံပြောင်းလဲခြင်းဟာဒီချက်ကိုညွှန်ပြဖို့ပဲဖြစ်ပါတယ်။ထို့အတူပဲတယောက်စီဘဝကလည်းပဲဒီတိုင်းပဲဒုက္ခဆင်းရဲခြင်းများပြဿနာများကိုယ့်ရဲ့အာနေချက်အပေါ်မှာကြီးပဲအာယုံပြုလို့တဲ့ကျွန်တော်တို့တွေအကျင့်ရှိပါတယ်။အဲဒီလိုအာယုံပြုခြင်းအဖြစ်ဘုရားသခင်လိုက်ပါနေတယ်ဘုရားသခင်ကျေးဇူးတော်တည်ရှိနေတယ်ဘုရားသခင်ကိုတော်တိုင်မျက်မှောက်ပြုတည်ရှိနေတယ်ဆိုတဲ့အချက်ကိုမကြာခဏမေ့ပြီးအပြတ်တက်တဲ့လန်ခီမှာ ျွန်တော်တို့တွေလက်မှိုင်ချပြီးဘဝဟာနေပြောတဲ့ဘဝအဖြစ်မမြင်တော့ပဲထွက်ပေါက်မရှိတဲ့ညီငွေစရာကြီးအဖြစ်နဲ့မြင်လာကြတာများပါတယ်ဒီလိုမမြင်ဖို့အတွက်ကျွန်တော်တို့ပြန်ပြီးသတိပေးနေတာဖြစ်ပါတယ်ဒီနေ့ကြံပိတ်တွေကကျွန်တော်တို့ရဲ့နောက်ဆုံးပန်းတိုင်းကိုညွှန်ပြနေတယ်သခင်ဇူးဟာအေလီယာနဲ့မိုးစေနဲ့စကားပြောနေတာတွေ့ရပါတယ်ဒီအဖြစ်ပြက်တဲ့ကိုတမန်တော်၃ပါးကိုလည်းခေါ်သွားတာတွေ့ရပါတယ်ဘုံဘုံတော်ရဲ့အဖြစ်ပြက်ကို မိစံစီဖို့ခေါ်သွားတာဖြစ်ပါတယ်ဒီသုံးပါးကိုလည်းပဲတန်လင်းတောင်းမှာသွေးချွေးစီရတဲ့အခါမှာခေါ်သွားအောင်မှလည်းပဲဖြစ်ပါတယ်ရည်ရွယ်ချက်ကတော့ဒီနှစ်ခုကိုဆက်ဆက်ပြီးနားလည်စေဖို့ပဲဖြစ်ပါတယ်အဲကြောင့်ခရုစုတိုင်းနဲ့ဘုံကုံတော်ဟာတွဲနေပါတယ်အတွင်းကြကြဆက်နွယ်နေပါတယ်ခရုစုတိုင်းကိုဘုံကုံတော်ရဲ့အစိပ်ပိုင်းဖြစ်နားလည်သလိုဘုံကုံတော်ကိုလည်းပဲခရုစုတိုင်းအားဖြင့်ရောက်ရမယ့်နောက်ဆုံးပန်းတိုင်းဖြစ်နားလည်ဖို့အရေးကြီးပါတယ်ဒီပါစကားကာလဟာဒါပဲဖြစ်ပါတယ် ဒုက္ခဆင်းရဲများအလယ်မှာမျက်ရည်များအလယ်မှာအခက်အခဲပြဿနာများကိုကိုယ်တိုင်းချွင်းချွတ်တဲ့အာနေချက်တွေများအလယ်မှာရုန်းကန်လှုပ်ရှားနေကြရတော့လည်းပဲဒီခီးဟာအဆုံးမရှိတဲ့ခီးမဟုတ်ပဲအဆုံးပါနိုင်ရှိတဲ့ခီးကျင်းသေးတဲ့ခီးဒီပါနိုင်ဟာကျွန်တော်ပြောမပြနိုင်လောက်တဲ့ပေထရုပြောသလိုမျိုးတကယ်ဖရာသခင်ဘုန်းကြီးတော်ထဲမှာပါဝင်ခွင့်ရတဲ့ပါနိုင်မယ်ဖြစ်တယ်ဆိုတာကိုမှတ်သားကြမှာဖြစ်ပါတယ်ဒီလိုမှတ်သားခြင်းအဖြစ်ကျွန်တော်တို့ဘဝရဲ့အတိတ်ပဲတွေ့လဲရှိလာမယ် ဒုက္ခဆင်းရဲခြင်းများရဲ့အတိတ်ပဲတွေ့ရှိလာမယ်။တခင်စုကိုယ်တိုင်ကခရစ်စုတိုင်ကိုဘုံကုံတော်ပွင့်ရာအဖြစ်ဘုံကုံတော်နဲ့တင်းမြောက်ထားတဲ့သူ့ရဲ့ပလင်အဖြစ်ကိုမကြာခဏနားလည်စေတို့ကတွေ့ရပါတယ်။အထူးသဖြင့်တန်ရှင်ဟန်ဂျာမန်ဒီချက်ကိုဖော်ပြထားတာတွေ့ရပါတယ်။ခန်းကြီးရှင်းပါ။ဒီနေ့ကြားတဲ့အစင်းသဏ္ဍာန်ပြောင်းလဲခြင်းအဖြစ်ပြရှင်လူကကျန်ဟာတခြားကြနေတဲ့မတူပဲထူးခြားချက်တစ်ခုရှိပါတယ်။ဒါကတော့ ဆုတောင်းမြေတာအခင်းချင်းမှာဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်သခင်သူဆုတောင်းတယ်ဆုတောင်းတဲ့နေရှင်မှာပဲအစင်တရံပြောင်းလဲသွားတယ်ဆိုတာကိုဖော်ပြထားတာတွေ့ရပါတယ်အတိတ်ဘက်ကသခင်ယေရှုရဲ့ဆုတောင်းခြင်းခမီးတော်နဲ့အဆက်အသွယ်ပြုခြင်းမှာဒီဖြစ်ပျက်ဖြစ်ပွားတာပဲဖြစ်ပါတယ်ဖခင်သခင်ဟာအဆက်အသွယ်ပြုတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဒီအဆက်အသွယ်ကြောင့်ဒီဘုန်းကုံတော်ထင်ရှားလာတယ်အဆက်အသွယ်ကြောင့်သူဘလို့ပုဂ္ဂိုလ်လဲဆိုတာကိုသိရှိလာတယ် ဒီအဆက်တွေကြောင့်ကျွန်တော်တို့ဘဝရဲ့အစစ်မှန်တန်ဖိုးကိုသိရှိလာတယ်။ဒီအချက်ကပထမကျမ်းမှာလည်းပဲဖော်ပြထားတာတွေ့ရပါတယ်။အာဗြဟံနဲ့ပြည်ညင် ပြုတယ်။တခြားနည်းနဲ့ပြောရမယ်ဆိုအတိတ်ပဲနဲ့ပြောရမယ်ဆိုရင်ကျွန်တော်တို့လူသားတွေနဲ့အဆက်အသွယ်ပြုလာတယ်။နောက်ဒုတိယကျမ်းမှာလည်းဒါပဲဖြစ်ပါတယ်။သခင်ဇုရဲ့ဘုန်းကုန်တော်နဲ့ပြည့်ဝပြီးသားခန္ဓာကိုယ်များရဲ့ပုံတူတွေအဖြစ်ကျွန်တော်တို့ ရက်ခန္ဓာကိုလည်းတနေ့ကြပြုလုပ်လိမ့်မယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်ဒါရအာယူစရာပဲဖြစ်ပါတယ်တိကျသေးချတဲ့အချက်ဖြစ်ပါတယ်ယုံထိုက်တဲ့ယုံရမယ်ယုံရအချက်လည်းဖြစ်ပါတော့တယ်ဘုံကုံတော်နဲ့ပြည့်ဝတဲ့သခင်သူမကဘူးဒုက္ခဆင်းရဲခြင်းများအလဲမှာအတုပါဝင်နေတဲ့ပုံပို့ဆိုတာကိုအမြဲတမ်းသတိရပြီးနားလည်ပြီးသူ့ရဲ့မျက်မှောက်ပြုအဖို့ပြုနေခြင်းကိုပြန်လည်ပြီးတော့သိရှိလာခြင်းအဖြစ်ကျွန်တော်တို့ရဲ့ဖျားဘူးခရီးစဉ်ကိုလည်းပဲအတိတ်ပဲ ပုံမူနှိုင်းဆိုင်စွာတွေ့ရှိဖို့ကြိုးစားကြပါစို့ယေရှုရှင်လုံးတော်တပည့်တော်တို့ကိုတနာတော်မူပါ